အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ hotspot season အတူတူလိုက်ပါတယ် hotspot season ဆိုတော့ဒီရန်ကုန်မြို့ထဲမှာရှိတဲ့သွားလို့လာလို့လည်လို့ပတ်လို့ကောင်းတဲ့နေရာတွေကိုကျွန်တော်တို့ကရှာဖွေနေဆက်ပေးနေတဲ့ season မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်ဘုတ်ပလာဇာဖြစ်ပါတယ်ရန်ကုန်ဘုတ်ပလာဇာကတော့ဒီကျွန်တော်တို့လို celebrate တဲ့တွေအတွက်လုံးဝမိဘံကုန်လို့ပြောလို့ရတဲ့နေရာပေါ့နော်အဲ့တော့ဒီထဲမှာဘလို့စိတ်လှုပ်ရှားစရာကြီးစောင့်ကြည့်နေတဲ့ကျွန်တော်ရဲ့ဒီလိုက်ပါရှိပြီးပါဦး င်ချင်းမှာဆိုရင်ကျွန်တော်တို့အဟောင်းနှံပေးရမှာပေါ့နော်ဒီမှာဆိုတော့ဝယ်စရာဆိုရင်မှာတစ်ထောင်နဲ့နှစ်ထောင်နဲ့သုံးထောင်နဲ့ဆိုအခါသာရှိရတယ်နော်အဲ့တော့အဟောင်းတွေဆိုရင်လည်းဒီစာအုပ်တွေကဗျမ်းတတ်မှုရှိတဲ့စာအုပ်တွေဖြစ်တဲ့အတွက်ဒီတကယ်တက်တက်သားနေပေါ့နော်စိတ်လာရွှေရွှဲလို့ရပါတယ်ပြင်မီရိုအနေနဲ့ကုသတာမီမီတွေပေါ့နော်ငယ်ငယ်လေးတွေကစာအုပ်စာပြင်နေရင်းနှီးနေတဲ့အတွက်လည်းဒီမှာရွေးချက်စရာစာအုပ်တွေကအများကြီးရှိတယ်ပေါ့နော် ုပ်ပြစာအုပ်လေးလည်းရှိတယ်။ဖုံမဲ့မှာဒီမှာဆိုလဲမှာပုံပြင်လေးနဲ့ပုံလေးနဲ့ဒီပုံလေးစီအောင်ချေလို့ရရပါတော့။ကြာရတော့သူရဲ့သူပဲ။ဟာတာဝိတုညာ။အလုံးဝ legendary ပေါ့နော်။ ပြန်ပိုင်းနုနုကြီးအင်းဝရဲ့ပြုံးရည်လက်ကလောခံတော်မူကြီးရဲ့လက်ကလောခံတော်မူကျွန်တော်အကြိုက်ဆုံးပဲစိန်မိမိအကြိုက်ဆုံးမထူပါနော်ဒီဘက်မှာလည်းဒီမှာဒီပြိုကြီးကိုးစားရဲ့ကတုံးလေးရှိသေးတယ်ဘုဒ္ဓဝင်ရုပ်ပြရေးပေါ့နော်ဒီမှာကျွန်တော်သတိမိတယ်မဟုတ်ဘူးပေါ့နော်ကျွန်တော်လူကြီးတွေလည်းဖတ်ပါတယ်အာရာကြီးတောက်ပြီးတော့ဒီမှာအားကြီးတောက်ပြီးရှိတယ်မလဲပေါ့เนาะကျွန်တော်ဒီနေရာအရန်သဘောကြခဲ့ရကတွန်းချာနယ်လေးရှိရပါမှာရွှေတွေးရှိရပြီးတော့ဒီမှာ ူတော့ပန်းလည်းရှိတယ်။ပြီးတော့ဘာဒီမှာပုတ်တက်လည်းရှိတယ်။ပြန်တော့ကြားခဲ့ရတဲ့ကတွင်းချနယ်လေးတွေပေါ့နော်။အားလေးကျွန်တော်ဖတ်လိုက်ပါဦးမယ်။အာပြန်ဝိထုတွေလည်းရှိရဲဒီမှာအများကြီးပဲပုံမြင်နေပေါ့နော်ဖလေးဖော်လို့ရတယ်ပုတ်ခင်းလေးတွေဒီမှာထားလာပြီးညသန်းပေလေးညသန်းပေလေးရောတော့ဖလေးတွေတော့ပေါ့နော်စဉ်းစားတွေးဖို့နိုင်ကြတယ်ပြီးတော့ညာမြင်လာနိုင်တယ်ပေါ့နော် ဟုတ်တရားရည်လည်းရှိတယ်ဒီလိုစာအုပ်တရားကျွန်တော်မှတ်မိတာကျွန်တော်ငယ်တုန်းကဆိုရင်ကျောင်းနေမှာရောင်းတာတင်တယ်ကျောင်းနေမှာအင်္ဂလိပ်အဲ့တော့မြန်မာဘာကျွန်တော်မဟုတ်ဘူးအင်္ဂလိပ်အင်္ဂလိပ်စာရည်နဲ့ပေါ့နော်ကျောင်းမှာရှိတယ်ဒီမှာကမြန်မာဘာပြန်ပြီးနဲ့ပြန်ဖတ်ရမှာပေါ့နော်มาไอ้บีโอเคตบปากป่ะเนาะลิงก์กระจายดิมาเลยป่ะเนาะ ဆဗီနီယာရှော့လေးတက်တက်ထားလာပြီးမြန်မာမှုနဲ့ပတ်သက်တဲ့ဒီလေးတွေပေါ့နော်အင်းလေးတွေလည်းရှိရယ်စိန်သားအိတ်လေးပေါ့နော်ဒီကလေးအစိုက်ပေါ့နော်ဘူဇိုင်း forever alone နဲ့ဒီလားမရှိရဲ့လူတွေဆိုရင်ဒါလေးဝတ်သွားပါတော့ပို့ညာဒီလားဖြစ်တာပေါ့ဒီမှာဆိုရင်လေကလုံးလေးပေါ့နော်အဖေဖေကျဲဒီရဲ့တော့ညီမမှုစစ်စစ်လေးပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ပြန်မပုံနာခင်ရယ်ပေါ့နော်ဖတ်တန်းသားကြီးပါကိုရွေးချက်ထားပါတယ်အဲ့တော့ဒီမဝယ်သေးခင်ပေါ့နော်အရင်ပေါကီလေးတောက်ပြီးတော့ဒီကန်ဆက်ရှိပါတယ်ပေါ့နားလိုက်ကြပါ ဒီထဲမှာလဲစားအုပ်ဆိုင်ပြေးလေးထားလာပြည့်ရယ်ဗောနော်အဲ့တော့ကိုကစားအုပ်ရွေးနေနေဗိုက်စာလာဖြစ်ဖြစ်ဟိုရှေးစာလာဖြစ်ဖြစ်ဗောနော်ဒီမှာစားစရာတောက်စရာတွေကိုမှာပြီးစားပြီးတောက်လို့ရရယ်ဗောနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာ coffee တစ်ခွက်မှာလာပြီပဲပြီးရင်ဒီစားအုပ်လေးကိုသွားပြီးအစမ်းဖက်ကြည့်မယ်နော်မာလာကော်ဖီလေးရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ကော်ဖီလေးတောက်ရင်းနဲ့ရွှေထားတဲ့စာအုပ်လေးကိုခဏအစမ်းဖက်ကြည့်လိုက်ပါမယ် ကဲပေါ့တွေကိုလည်းအစမ်းဖတ်ပြီးဆိုတော့ကျွန်တော်ရေးချက်ထားတယ်ဒီဌာနသားရွေးထုတ်ရဲ့ရွှေတွေးချာနယ်ပေါ့နော်ဒီနှစ်ခုကိုကျွန်တော်ဝင်လိုက်ပါတော့မယ်အဲ့တော့ကျွန်တော်လိုမျိုးပဲဒီမှာစာအုပ်တွေကိုစိတ်တန်းကြလာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒမ်မရောမျိုးနဲ့တန်ဖေး9လောက်မှရှိတဲ့ရန်ကုန်ဘုတ်ပလာတာကိုလာခဲ့ဖို့ဖြစ်ကုန်ပါတယ်အာတတိယရွယ်ကိုမိဘရေးနေတယ်ပေါ့နော်ဒီမှာလက်လေကစီစီသေးတာဖြစ်တဲ့အတွက် တိတ်ချမ်းမြေသွားလာရောက်ပိုအန်တရှိလာရောက်ဝယ်ယူနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ hotspot တွေတင်ရဒီနေ့ကဒီလောက်ပါပဲနောက်ဆက်တွေမှာလည်းဘလို့စိတ်ဝင်စားရတောင်းတဲ့နေရာတွေကိုသွားပြီးတော့လေ့လာကြအောင်လဲဆိုပါအောက်ကြည့်ပေးကြပါဦးဗျာသာ Thank you.